ားလုံးပဲမင်းတို့ Adrian Visio ကနေပြီးတော့ကြိုးဆိုလိုက်ပါတယ်။မနေ့ညတော့ကတော့ကျွန်တော်လီဗာပူးအသင်းက Premier League ရဲ့ပွဲစဉ်6ကိုတော့ဒါစပြီးတော့အရှုံးနဲ့စပြီးတော့ရင်ဆိုင်ခဲ့ရတယ်ဖြစ်တယ်ပေါ့လေ။ဆိုတော့အဲ့ဒီပွဲစဉ်မှာတောင်ပိုင်းလန်ဒန်ကိုသွားပြီးတော့ Crystal Palace နဲ့သွားပြီးတော့လီဗာပူးကကစားခဲ့ရတယ်။အဲ့အဲ့ကစားခဲ့ရတဲ့ပွဲစဉ်မှာပဲ2-1ဆိုတဲ့ဒါနောက်ကျအနိုင်ကိုနဲ့ဒါကိုရီအသင်းနဲ့ကပြန်ပြီးတော့ရှုံးနေသွားခဲ့တယ်။ တော့အဲ့ဒီပွဲစဉ်မှာဒါပွဲတွင်းရဲ့အခြေအနေတွေကစားသမားတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးပြီးရင်နီးပြရဲ့ဒါနီးစနစ်ပိုင်းနဲ့ပတ်သက်ပြီးအများကြီးပြောစရာတွေဖြစ်ခဲ့တယ်ပေါ့ဗျာအဲ့တော့အဲ့ဒီပွဲစဉ်ရဲ့ပွဲအပြီးမှာဆိုရင်ဒါပွဲပြီးသတင်းစာရှင်းလင်းပွဲမှာနီးပြအာနေရှလော့အနေနဲ့သူဒါပြောသွားတယ်ဒီပွဲစဉ်မှာပေါ့လေဒါသူပွဲစဉ်ရဲ့အကြောင်းအရာတချို့နဲ့တခြားစိတ်ဝင်စားစရာအကြောင်းအရာတွေကိုသူပြောသွားတယ် အဲ့ဒီမှာသူဘာတွေပြောသွားလဲဆိုတော့ပထမဆုံးသူပြောသွားတာကပေါ့လေဒါဒီအသင်းကခရစ်တယ်ပဲလေးနဲ့ရင်ဆိုင်ရာတိုင်းမှာအမြဲတမ်းခက်ခဲတယ်ပေါ့လေသူအမြဲတမ်းခရစ်တယ်ပဲလေးကိုဒါလီဗာပူးကသူရောက်ကလေးကခရစ်တယ်ပဲလေးနဲ့စုစုပေါင်း၄ကြိမ်တော့သူကစားပြီးသွားပြီအဲ့ဒီ၄ကြိမ်မှာလည်း၂ကြိမ်ကတေးကြပြီးတော့၂ကြိမ်ကတော့တယောက်တော့တယောက်တစ်ကြိမ်နိုင်ထားတယ်ဆိုတဲ့ပုံစံမျိုးကိုသူပြောသွားတယ်ဆိုတော့ခရစ်တယ်ပဲလေးကတကယ်တမ်းခက်ခဲတဲ့ပွဲစဉ်လို့ဒါသူပြောသွားတယ်ပြီးရင်ခရစ်တယ်ပဲလေးရဲ့ပထမပိုင်းဆွမ်းဆောင်ရင်ကတော်တော်လေးကြောက်စရာကောင်းပြီးတော့ ဒါအလက်ဆန်ဘက်ကတာမကယ်နိုင်ဘူးဆိုရင်ဒါ3ကို4ကိုလောက်ပြတ်သွားတဲ့အနေဓာတ်တစ်ခုထိကြုံသွားရနိုင်တယ်သူပြောသွားတယ်ပြီးရင်ခရစ်စတယ်ပဲလီရဲ့ဘယ်လိုပြောမလဲသူရဲ့ဒါကောင်တာတိုက်စစ်တွေကလည်းတော်တော်လေးထိရောက်တယ်ဆိုတဲ့အကြောင်းတွေကိုသူပြောသွားတယ်ဗောလေဆိုတော့ဒီညမှာမင်းညတော့ငါကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဗောလေမင်းညတော့ငါကျွန်တော်တို့ကဘူတင်တာတကယ်တမ်းကိုအရှုံးနဲ့ထိုက်တန်ခဲ့တဲ့ပွဲစဉ်တပွဲလို့ပဲကျွန်တော်ထပ်ပြီးတော့ပြောခြင်းတယ်ဒီညမှာဘာကြောင့်လဲဆိုတော့ မနေ့တော့ကဒါကျွန်တော်တို့ဘာလို့အသိရဲ့ big chan creative ဘက်နဲ့ပတ်သက်ပြီးတော့ပြန်ကြည့်မယ်ဆိုရင်ဘယ်အရာကြီးကမှဘယ်အလုံးကမှတိတိကျကျတတိတိကျကျဒါ big chan ရင်လို့ပြောလို့မရနိုင်ဘူးအဲအဲ့ဒီမှာမှ from v ရဲ့ပိတ်လိုက်တဲ့တလုံးရှိမယ်အဲအဲ့ဒီမှာရှားရှားပါးပါပြန်ကြည့်အောင်မယ်ဆိုရင်နောက်ထပ်ဒါ alzana isa to ချကန်လိုက်တဲ့တလုံးရှိမယ်အဲ့လောက်ပဲပြီးလို့ရှိရင် domain name ဆိုလိုင်းကန်လိုက်တဲ့လုံးကလည်းအဲ့ဒါ big chan ဟုတ်မနေဘူးဆိုတော့ ဒီဘက်ကတကယ်တမ်းကိုရှုံးနေတင်းနေပွဲလို့တော့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့အထူးသဖြင့်များကျွန်တော်ကျွန်တော်တို့ဘာလို့ပရိသတ်ဒီစိုးရင်နဲ့အတိုင်းပဲပေါ့လေ။လိုဘလော့မီဘလော့နဲ့ကစားတဲ့အသင်းတွေနဲ့ပတ်သက်လာရင်အာနေရှလော့ကအလုံးလုံးတာကနည်းနည်းလေးတိုင်ပတ်တယ်။သူအလုံးလုံးကနည်းနည်းလေးတိုင်ပတ်တယ်ဗျာဘာလို့ပြောမလဲ။ဟိုရှေ့မှာတော့ကသူဂိုးတွေ twin twin ဂိုးတွေရခဲ့တယ်ရခဲ့တယ်ဆိုတာကျွန်တော်တို့ကစိုးရင်ခဲ့တယ်နောက်ကျ twin ဂိုးတွေမှာစိုးရင်ခဲ့တယ်ဆိုတာကကြမ်းတဲ့အကြောင်းအရာတွေမဟုတ်ဘူး။အဲ့ဒီပွဲစဉ်လိုမျိုးဖြစ်လာမယ်ဆိုတာကျွန်တော်တို့ကြိုပြီးတော့ခံမှန်းထားလို့ အဲ့လိုမျိုးဖြစ်လာမှာဆိုလို့ကျွန်တော်တို့ဒါတောက်လျှောက် အမှပြောတာဗောလေကျွန်တော်တောက်လျှောက်ပြောခဲ့ရအာနောက်ကျသွင်းကိုတိုင်းမကောင်းဘူးနောက်ကျသွင်းကိုတိုင်းမကောင်းဆိုတော့ကျွန်တော်တောက်လျှောက်ပြောခဲ့တာဗျာအဲ့လိုမျိုးတွေဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့ကြိုပြီးတော့တွေးထားလို့ဗျာဒီလားကြိုပြီးတော့ကျွန်တော်တို့ကြိုပြီးတော့သိနေလို့ဒီနေရာမှာကြိုပြီးတော့သိနေတာဘာအောင်မင်းအကြမ်းမြင်ရနေလားဆိုတော့အဲ့လိုမျိုးတော့မဟုတ်ဘူးဗျာဘာလို့ဆိုတော့လက်ရှိမှာပြီးခဲ့တဲ့ပွဲစီမှာလဘာဘူးကစားသွားတဲ့ပုံစံတွေကအခုလိုမျိုးအလားတူပုံစံတွေပဲ အဲကွာခြားတော့တာတခုကကိုရီးယားဂိုးရင်ရပြီးတော့ဂိုးပြန်ပေးထားရတာပဲရှိတာဒီကနေ့ပွဲစဉ်မှာကိုရီးကနောက်ကလိုက်ဆော့ရတဲ့အခါမှာဘလောက်ထိအောင်ခက်ခဲလေဘလောက်ထိအောင်ခက်ခဲလေဒါကမှသူဖြည့်ရှင်းတာကလည်းပုံမှန်နီးစနေတိုင်းမှာသူဖြည့်ရှင်းနေတာဂိုးလိုလိုင်းကစားသမားတွေကိုတိုက်ဆက်အာတန်ကစားသမားတွေကိုကွင်းထဲဖြဲ့ပေးလိုက်တယ်အဲ့တိုက်ဆက်အာတန်ကိုကစားသမားရှိကစားသမားတွေရှိကတွင်းကိုရတယ်ဒါလောက်ပဲဒါလောက်ပဲပေါ့လေအများကြီးသူနီးစနေပိုင်းကသူ့ရဲ့နီးစနေပိုင်းမှာက ဒါလိုအပ်ချက်ရှိနေတယ်လို့တော့မပြောချင်ဘူးဒါပေမဲ့သူဒီလိုလို့မပြောဆော့ရမယ့်အသိဉာဏ်နဲ့ပတ်သက်လာရင်သူအများကြီးဖြည့်ရှင်းဖို့လိုရလို့ထင်တယ်အဲဒီမှာဒီမှာထပ်ပြီးတော့သူကွန်မန်ဘာလို့ပြောမလဲသူဒီပွဲပြီးသတင်းစာရှင်းလင်းပွဲမှာသူထပ်ပြီးတော့ပြောသွားတယ်ဘာပြောသွားလဲဆိုတော့ဒီခရစ်စတယ်ဘဲလေးအတင်းကတကယ်တမ်းကိုအနိုင်နဲ့ထိုက်တန်နေပေါ့လေတကယ်တမ်းအနိုင်နဲ့ထိုက်တန်နေအသိဖြစ်တယ်ဒုတိယပိုင်းမှာတော့လေဘာဘူးတင်းကပိုကောင်းခဲ့တယ်လို့ပြောသွားတယ်ဒါပေမဲ့လေဒုတိယပိုင်းမှာကျွန်တော်တို့တင်းကဘောလုံးကင်ထားတာပဲရှိတာဗျာပထမပိုင်းမှာလေဒီနီတိုင်းပဲဒုတိယပိုင်းမှာလေထို့အတူပဲ ဘောလုံးကိုကင်ထားတာပဲရှိတာတခြားဘာမှအပြောင်းလဲကြီးလုံးမထားနိုင်ဘာမှထူးထူးကြဲကြဲကြီးကျွန်တော်တို့ဒုတိယပိုင်းမှာလည်းလုံးမနိုင်မလုံးထားတာမတွေ့ရအောင်ဒုတိယပိုင်းမှာဘောလုံးကြီးကင်ထားတယ်ဟိုဘက်သွားချောင်းဒီဘက်သွားချောင်းမရဘူးဒီအလဲကပြန်ဆရတယ်နောက်ပြန်ပြီးရဒီတိုင်းပဲဗျာအရန်ယိုးရှင်းလုံးနေဗျာအရန်ယိုးရှင်းလုံးနေဆိုတော့ဒါကတပွဲတည်းရှုံးဒါတပွဲတည်းပဲရှုံးသေးတာဒါတော့တလောက်ကြည့်အောင်ပြောတယ်မလားမျိုးတွေကအာ negative view မြင်နေရလားအဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့လေအဲ့လိုမျိုးတော့မဟုတ်ဘူးပြောချင်တာကဗျာ ျွန်တော်တို့ကဟိုတကယ်လိုအပ်နေတဲ့အချိန်မှာလိုအပ်တယ်လို့လုပ်ရမယ်ဆိုတော့ပလန်ကရှိကိုရှိရမယ်ဗျာပလန်ကရှိကိုရှိရမယ်ချန်ပီယံဖြစ်ခြင်းနဲ့အသင်းတသင်းလက်ရှိဥရောပမှာအောင်မြင်ခြင်းနဲ့အသင်းတသင်းပြီးရင်ပရီးမီးယားလိချန်ပီယံကိုထပ်ပြီးတော့ကာကွယ်ခြင်းကာကွယ်ခြင်းနဲ့အသင်းတသင်းအနေနဲ့ပလန်နေကဗျာပလန် A ပလန် B နဲ့ပြီးမနေဘူးဗျာပလန် A အသုံးအလုံးအဖြစ်ပလန် B ပလန် B အလုံးအဖြစ်ပလန် C ပလန်၃ခုလောက်ထားထားရကမှတော်ရကြမှာဗျာဒီလား ဒီလိုမျိုးနေရာတွေမှာချန်ပီယံဖြစ်ကျင်နေဆိုရင်ပလန်နှစ်ခုလောက်နဲ့သွားပြီးတော့ဥရောပမှာရောလက်ရှိဒါအင်္ဂလန်မှာရောအောင်မြင်ကျင်တယ်လို့မရဘူးဒါကျွန်တော်ဘုံဝင်လင်းလင်းပြောတာပေါ့လေပလန်နှစ်ခုလောက်ထဲနဲ့ဥရောပမှာရောအင်္ဂလန်မှာရောအောင်မြင်ကျင်လို့မရဘူးဒီညမှာပလန် A ပလန် B ပလန် C ဆိုတာကကစားသမားတွေအပူရှိခြင်းမရှိခြင်းကိုပြောချင်တာမဟုတ်ဘူးဟိုဘယ်လိုပြောလဲနီးစပြားရဲ့နီးစနစ်ပိုင်းဆိုင်ရာညီပြားရဲ့ ဘယ်လိုမျိုးလဲတစ်ဖက်အတင်းရဲ့ဘယ်လိုမျိုးလဲပုံမှန်ကိုကြည့်ပြီးတော့တစ်ဖက်ချင်းတစ်ဖက်အတင်းရဲ့ချင်းကပ်လာတဲ့ပုံစံကိုကြည့်ပြီးတော့ပြန်ပြီးဖြည့်ရှင်းနိုင်မှုဒါတွေအများကြီးသက်ဆိုင်နေဗျာတေချာတကူကညာကလိုမျိုးပွဲစဉ်မှာဆိုရင်ဂွာဒီရာဆိုရင်ဘာလုံးမဲ့ထင်းတယ်အာဒီဒါဆိုရင်အာဒီဒါတော့ထဲမှာပြောလို့ဗျာဂွာဒီရာဆိုဘာလုံးမဲ့ထင်းတယ်ပြီးအင်ဒီဂေးဆိုရင်ရောဘာလုံးမဲ့ထင်းတော့ဘယ်ဘာလုံးမဲ့ထင်းကြတေချာတကူကဂွာဒီရာဆိုရင်ဗျာအဲ့ဒီပွဲစဉ်ကိုသူတို့အဲ့လိုထည့်ကစားနေမှာမဟုတ်တော့ဘူး တေယာတကူကအဲ့ဒီဘွဲဒီမှာဆိုရင်သူတို့တိုက်စစ်နေရာကိုတေယာပေါက်အပြောင်းနဲ့လုပ်လိုက်မယ်။ဤဆက်ကိုမကောင်းလို့ပြောတာမဟုတ်ဘူး။တိုက်စစ်နေရာမှာတေယာပေါက်တချို့ကသာသမားတွေကိုလက်ဝင်းကိုထုတ်ပေးမယ်။တချို့ကသာသမားတွေကိုဒါဘော့ဆာမနိုင်ပြေသွားပြီးကစားခိုင်းနိုင်ပါ ရှိလိမ့်မယ်။ဒါမျိုးတွေတေယာပေါက်လုပ်လိုက်မယ်။သူတို့ဒါ crow war တွေမရဘူးဆိုရင်ဒါ open play ကနေပြီးတော့ဘယ်လိုမျိုးကိုးရအောင်လုပ်မလဲသူတို့ဒါကြီးစဉ်းစားလိုက်မယ်။ဒါပေမဲ့ unleash လို့ချီကနေပြီးတော့ကျွန်တော်ကျွန်တော်တို့တွေမတွေ့ရတဲ့အချက်ကအဲ့ဒါပဲ။ ခရော့ဘော်ဒီအလုံးမဖြစ်ဘူးခရော့ဘော်ဒီကအလုံးမဖြစ်တော့ဘူးတိုက်စစ်ကသမားတွေကအလုံးမဖြစ်တော့ဘူးတောင်မန်တွေကအလုံးမဖြစ်တော့ဘူးဆိုရင်လူအုပ်အတင်းအတွက်ဂိုးရဖို့အတွက်ကစပိကလွယ်ပြီးတော့တခြားဘယ်ယာမမျောလင်းချက်ရှိမနေစပိကလွယ်ပြီးဘယ်ယာနေမမျောလင်းချက်ရှိမနေဆိုတော့အဲ့ဒါကြီးကတော်တော်ဆိုးတဲ့အချက်လို့ပြောချင်တယ်ဗျာတော်အဲ့ဒါကြီးကတော်တော်ဆိုးတဲ့အရာလို့ဖြစ်တော်တော်ဆိုးတဲ့အရာဖြစ်တယ်ပြီးလို့ရှိရင်ဒါပေါ့လေသူဒီအလက်ဇန္ဒားအီဆက်နဲ့ပတ်သက်ပြီးတော့လေသူပြောသွားတယ်အီဆက်နဲ့ပတ်သက်ပြီးသူ86မိနစ်ကြီးအသုံးပြုသွားတဲ့နေရာမှာ ဒါ isa ကပုံမှန်အတိုင်းဆိုတော့ तू မသုံးဘောလေဒါပေမဲ့ပြိုင်ဘက်ကအမြဲတမ်းကြီးကိုရီးယား press လုပ်နေရတဲ့အသင်းမဟုတ်ဘူးသူတို့ဘက်ကလည်း counter attack ရှိတယ်ပါပြန်လာဆိုတော့ isa အနေနဲ့ကစားတာနေတက်တာတယ်ချင်းလို့ तू 80ထောင်မင်းတိသုံးသွားတယ်လို့ तू ပြောတယ်ဒါပေမဲ့လေတပွဲလုံး isa ဘာကြောင့်ပြောက်ခဲ့တာလဲ isa ပြောက်ခဲ့တာကနီးပြားကြောင့်လို့တော့မပြောချင်ဘူးလေနီးပြားကြောင့်လည်းမဟုတ်ဘူးတစ်ဖက်ကနီးပြားကဗျာချင်းချင်းလေး तू ဖြည့်ချင်းလာတဲ့ပုံစံက Oliver Glasner က isa နဲ့ sala ကို तू အသေးကေးလောက်ထားမယ်အဲ့ဒါဆိုရင်ဒီဘဝကြီးရဲ့ twin goal ကြီးဒီဘဝကြီးရဲ့ twin goal တွေကို မီးရဖို့မရှိဘူးတစ်ဖက်ကအိုလီဗာဂလာဆနာလောက်သွားတဲ့ပုံစံငါရှင်းရှင်းလေးဗျာသူဖြည့်ရှင်းသွားတဲ့ပုံစံငါရှင်းရှင်းလေးလီဗာပူဖြည့်ရှင်းသွားတာကအီဆက်ကိုကေးလောက်ထားမယ်ဆာလာကိုလည်းကေးလောက်ထားမယ်အဲ့ဒါဆိုရင်ဂျန်နယ်ကသာသမာဘယ်သူရှိမလဲဖရွန်ဘက်ဖရွန်ဘက်ဆိုတာလက်ရှိမှာကအလောက်ထောင်ချီသွန်းနေကောင်းနေတာမဟုတ်ဘူးဂရန်ဘက်အနောက်မှာပဲလှုပ်ဖြစ်မှာသူအနောက်မှာပဲအလုပ်ဖြစ်နေမှာဗျာကွင်းထဲလောက်မှာပဲသူအလုပ်ဖြစ်နေမှာသူတိုက်ချက်ကိုအလုပ်ဖြစ်နေမှာမဟုတ်ဘူးဒိုမီနစ်ဆိုပုံစံ ဒါနံပါတ်1ကိုနေရာဆစ်ဆစ်မှာ तू ဆော့နေတာမဟုတ်ဘူးညာက तू နံပါတ်1ကိုနေရာမှာဆော့ခဲ့ရတယ်ဆိုပေမဲ့ तू ဆာလာဘက်ကိုအများကြီးရိမ့်ပြီးတော့ဆော့ပေးခဲ့ရတာဆိုတော့တေချာဘောက်ဒီကစားသမားနှစ်ယောက်ကိုဆာလာနဲ့အီဆက်ကိုကေးလိုက်ပြီဆိုရင်ဒီဘဘူးရဲ့အတွင်းကိုနေရဖို့အတွက်ကတော်တော်လေးကိုခရင်သွားပြီအိုလီဗာကလာဇာနာရှေ့ရှင်းလာလွယ်လွယ်လေးပဲရှင်းရှင်းလေးပဲအဲအဲ့ဒီနေရာမှာဆာလာကိုဂိန်းနဲ့ကေးလို့ပါတယ်အရန်အရန်ကိုယိုးရှင်းနေဗျဂိန်းနဲ့ဆာလာနဲ့က 1v1 ပဲအများကြီးမလို့ဆာလာက 1v1 ပဲ အဲ့ဒီနေရာမျိုးမှာဆာလာကိုသာသူ့ဘက်ကနေပြီးတော့အစောကြီးပွဲနားခိုင်းပြီးတော့ခီးရီးစားကိုလာထည့်ခဲ့မယ်ဆိုရင်ခီးစားကိုတင်လာလို့ဒါထည့်ပြောတာမဟုတ်ဘူးနော်ခီးစားကိုပို့ပြီးတော့မိနစ်ပွဲချင်းမိနစ်တွေပေးတင်တယ်လို့ဆာလာကိုလည်းစောစောစီစီပွဲအနာပေးရတဲ့ပေးရတဲ့အလုပ်မျိုးကိုအာနက်စတော့နေလုတ်တင်တယ်လို့ထင်တယ်ဆာလာကိုပွဲချင်းအစောကြီးဒီမှာမထုတ်ရဲသမျှကိုရီကပ်ဘုတ်ကိုနေရာတွေဆက်ပြီးတော့ပေးချင်နေသမျှဘာဝူရဲ့ လက်ရှိခြေစွမ်းမျိုးကအများကြီးတိုးတက်လာမယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ဆာလိုင်းနဲ့ကံပုံနဲ့ပတ်သက်ပြီးတော့ကိုယ်ဘယ်လိုထင်ကြလဲဆွေးနွေးကြပါအောင်ကျွန်တော်လည်း line subscribe လုပ်ပေးကြပါအောင်ညကပွဲစဉ်အောင်ဘယ်လိုမြင်ကြလဲတစ်ချက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း line subscribe လုပ်ပေးအောင်ကျေးဇူးများကြီးတင်ပါတယ်